ဟုတ်ကဲ့ဆရာတို့အနေနဲ့ဒီရခိုင်ပြည်နယ်ကရေဘေးသင့်တွေကိုဒီပြန်လည်ထူထောင်ရေးမှာပေါ့နော်တက်နိုင်တဲ့နောက်ဒီမျိုးနယ်အလိုက်ကိုကူညီဝါမယ်လို့သိရပါတယ်အဲ့ဒီကူညီမဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့နိအရင်ဆုံးရှင်းပြပေးပါနာရှင်ကျွန်တော်တို့အရေးဆုံးကတော့ဒီကေဇေးရီတွေပေါ့ကေဇေးရီတွေကိုစခဲ့ပါတယ်အဲ့တော့ဒီမှာလဲစစ်တွေဟိုကိုလဲပါတယ်နောက်တစ်ခါဒီကလေးပဲပေါ့နော်ကလေးပဲလဲပါတယ်မကွေးတိုင်းပဲလဲပါတယ်ပဲခူးတိုင်းပေါ့နော်အေရီတိုင်းအကုန်လုံးကိုဒီကေဇေးကြီးတွေဖြန့်ပြီးတော့မှာ ဒီ CBKM Foundation လုပ်ခဲ့ပါတယ်เนาะစသည်ဖြစ်ဖြစ်ရှင်းပဲပေါ့เนาะဒီရေးပေးစဖြစ်တဲ့အချိန်မှာစူးစီးပြီးတော့မှငွေသိန်းပေါင်း10,000စတင်ပြီးမှတ်တည်ပြီးတော့မှနော်ဒီပြည်တွင်းပြပမှာရှိတဲ့လူတွေသူပေါင်းပြီးတော့မှဒီမှတ်တည်ပြီးတော့စတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။နော်အဲ့တော့အဲ့ဒီကနေပြီးတော့မှအခုတဖြည်းဖြည်းနဲ့တော့အခုဆက်လုပ်နေပါသေးတယ်။ဒီကေဇယ်ကြီးကလည်းအခုအခုဆိုလို့ရှိရင်ဒီတန်တထောင်ဆန်းတဲ့တင်မိုးကြီးနှစ်စီးပေါ့နော်။အခုဆိုရင်တင်လိုက်ပြီ။ဒါထက်အခုဆိုရင်တစ်စီးထားရောက်တော့မယ်။ အဲ့ဒါတွေကလည်းလက်ရှိဒီမှာရခိုင်ပြည်နယ်မြောက်ဦးဒေသပေါ့အဓိကထားပြီးတော့အဲ့ဒီမှာတူတွေလိုအပ်တဲ့ဒီဆန်းတော့ရခိုင်တွေအထောက်အပစ္စည်းတွေအလုံးကိုဒါစတင်ပြီးတော့မှထပ်ထပ်ပြီးတော့ပေါ့နော်သူတို့ထောက်ပံ့မဲ့အစီအစဉ်ဖြစ်ပါတယ်အဲအဲ့ဒါတွေပြီးသွားပြီးပြီဆိုတဲ့ခါကျရင်ဒါလည်းပဲတန်ထိုင်တဲ့အတိုင်းတာတစ်ခုထိဆက်လုပ်နေမှာဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ပြန်လည်ထူထောင်ရေးပါနောက်ပြန်တဲ့ထီတော်အေးမှာဆိုတော့အခုဒီရေတန်းတွေရရှိအဲပြီးလို့ရှိရင်ရေတွေးရေကန်တွေ မပြန်လဲသူဖို့ကြီးနော်ပြီးလို့ရှိလို့ရှိရင်ဒီစာတင်เจ้าတွေပေါ့နော်စာတင်เจ้าတွေပြည့်စည်နေတဲ့စာတင်เจ้าတွေအဲပြန်လဲပြီးတော့ပြုပြင်ကြီးနော်ပြီးတော့เจ้าတွေမှာလိုအပ်တဲ့ဒီဒေသကိုပစ္စည်းတွေပြိဘောကပစ္စည်းတွေဖြစ်တင်ပြီးအဲပြီးတော့တခါလူနေအိမ်တွေလူနေအဆောက်အုံတွေကိုအဲပြန်ပြီးတော့မှပြန်ဆောက်ပြီးအဲပြီးတဲ့ခါမှဒီဒါရကအဆောက်အုံတွေပေါ့နော်အဲဆောက်ပြီးလောက်ပါမယ်နော်အဲ့ဒါတွေပြန်လဲပြီးတော့မှ အဲလုတ်ပေးရေးနဲ့နောက်ပိုင်းမှာကြာရင်တော့ဘယ်နဲ့ထူတော်ရေးအတွက်ပေါ့နော်ဒီဒီတမောက်အောင်မှာကဏ္ဍနေပြီးတော့မှဒီအသေးစားရှင်းွေလုပ်ငန်းနေကိုဆက်လုပ်သွားပေးဖို့အစီအမံနေရှိပါဒီရခိုင်ပြည်နယ်ကားပြက်နေထူတော်ရေးမှာဥမာမြောက်ဦးကဂျီဘေးတင်ပြည်သူတွေဆိုကြေးရွာပေါင်း200ကျော်နောက်ပြက်စီပါတယ်ပေါ့နော်အဲ့ဒါတွေကိုအိမ်နေပြန်ဆောက်ပေးမယ်လို့လည်းသိရပါတယ်ဥစားအငယ်တို့အနေနဲ့လုတ်ပေးမယ်အစီအစဉ်လေးကိုပြောပြပေးပါဦးအခုတော့ဒီမှာအခုတက်ဆိုင်ရာအာရမိုင်ဖွဲ့စည်းတွေရဲ့တက်ဆိုင်ရာမျိုးပြမျိုးဖားတွေရဲ့ နော်ဒီတမောမှာအတင်းတွေရယ်ပြီးတော့မှဒီဆရာတော်ပေါ့နော်တက်ဆန်ရှိတဲ့ဒီဆရာတော်တွေညှိနှိုင်းပြီးတော့မှတကယ်လိုအပ်တဲ့ဟာတွေပေါ့မှာအဲပြန်လဲပြီးတော့မှပြင်သွားပြဖို့ရှိတယ်အဲပြီးတဲ့အခါမှာလဲဒါနိုင်ငံတော်ဘိုင်းကလည်းလာမှာပေါ့နော်နိုင်ငံတော်ဘိုင်းကလည်းဒီအကြောင်းတွေပါတယ်တတူအစီအမံတွေရှိပါလိမ့်မယ်အဲ့ဒီပုံမှာလဲပဲဒီအဖွဲ့ကနေပြီးတော့မှပူပေါင်းပါဝင်ပြီးတော့မှအကူအညီဆောင်ရွက်ပြီးတော့မှဖြစ်ပါတယ် ါရှင်ဘာဖြစ်လို့မြန်ဒီရခိုင်ပြည်နယ်မြို့ကိုပြန်နေထူထောင်ရေးအတွက်ရွေးချယ်လိုက်တာလဲရှင်အဲအကြောင်းကတော့ဒီပျက်စီးမှုများတာလည်းပါတယ်နောက်တစ်ခါဆရာတော်နဲ့လည်းပဲယဉ်နေနေတာလည်းပါတယ်နော်ရခိုင်ဒေသလည်းငကိုတွေကလည်းယဉ်နေနေတာလည်းပါတယ်နော်အဲ့တော့အဲ့ဒါကိုဟိုဖြစ်တဲ့အချိန်မှာရောက်အောင်ရှင်ပါနော်ဒီဘက်ကိုဟိုဥစားပေးပြီးလာပါတယ်အဲ့ဒီအချိန်မှာလည်းဒီနိုင်ငံတော်သမားကြီးကလည်းဒီကိုရောက်နေတဲ့အချိန်မှာအဲသူကလည်းတရှိသွားပြီးတော့မှသူကိုယ်တိုင်ကလည်းပဲရခိုင်ပြည်နယ်မြောက်ဦးဒေသကို အဓိကထားပြီးပေါ့နော်တာဝန်လုပ်ပေးဖို့ဆိုပြီးတော့သူကိုယ်တိုင်နဲ့တာဝန်ပေးခဲ့တဲ့အတွက်အဓိကထားပြီးတော့လည်းလုပ်ပေးနေခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့အခုဒီမြအုပ်မှဆိုလို့ရှိရင်လေအခုစရင်တည်ရပြီဆိုတော့အရင်ဦးဆုံးပေါ့နော်ကိုဘာလို့များအရင်ပြုတ်ပြင်ပေးမလဲရှင်ဥမာဖုန်ကြီးကျောင်းနဲ့ရှင်စတင်ကျောင်းနဲ့ကျောင်းနဲ့စတယ်နော်အခုအခုဒီရက်ပိုင်းမှာလည်းစတင်ကျောင်းနဲ့စပြီးတော့အဲပြင်နာတွေလုပ်မယ်တိဆောက်တာတွေလုပ်မယ်ပေးအိမ်တွေလည်းပဲရှုပ်ပြင်နာတွေလုပ်မယ်ပြန်တိဆောက်တာတွေလုပ်မယ် နော်ပြီးလို့ရှိရင်အခုအစီအမံတိုင်းမှာခုနပြောတဲ့အစီအမံနဲ့တစ်စိစစ်လောက်သွားမှာဖြစ်ပါဟုတ်ကဲ့ပါရှင်အဲအဲ့လိုပြန်နေထူထောင်ရေးအတွက်နေအငယ်တို့ဘက်ကပြင်ဆင်ထားတဲ့ဟိုခေါ်ယူထားတဲ့အဖွဲ့အစည်းတွေရောရှိရင်ပြပြပေးပါအောင်ရှိပါတယ်ကျွန်တော်တို့မှာတော့ဒီလောလောဆယ်မှာလဲကျွန်တော်တို့ဖွဲ့စည်းမှာဟိုပဲဒီဆောက်လုပ်ရေးလုပ်ငန်းတွေရှိတယ်ဆိုတော့အဲ့ဆောက်လုပ်ရေးမှာရှိတဲ့အင်ဂျင်နီယာပေါင်းစုံဒီမှာခေါ်တယ်ပြီးတော့ကျမရေးဆောက်ရှောက်မှုရှိမယ်ကျမရေးဆေးရုံမှာပါသူတစ်ဖြင့်ပါရမီဆေးရုံကအဖွဲ့တွေကလာပြီးတော့ဒီမှာဆရာဝန်50ကျော်နဲ့လာလို့ခေါ်နေရှိတယ်နော်အဆင်ပြေဆင်ပါခုနက အဲကျမရေးဆော့ချောက်မှုပညာရေးဆော့ချောက်မှုဒါလေးယူလဲဆင်းလောက်လာတယ်အခုဆိုရင်ပညာရေးဆော့ချောက်မှုအတွက်ကိုအခုဒီမောပေါ်မှာတိထောက်ကူပစ္စည်းတွေပချောင်းသုံးဆောင်ပလာပေါ့တယ်လည်းနိုင်ပါလာလိမ့်မယ်အဲ့အတွက်လည်းဒါဒီဒေတာကိုထောက်မှတ်သွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်ဟာအဲ့ဒီအတွက်ကုန်ကြငွေကိုနေခန့်မှန်းကြည့်ဘယ်လောက်များခန့်မှန်းထားလဲမသိဘူးရှင်အခုကိုပဲကျွန်တော်တို့ပါလာတဲ့ဟာကို3600ဘလောက်ပါတယ်အခုပါလာပြီပေါ့နော်အားဒါနေနေဟုတ်တယ်ဒါလုတ်သွားပြီမယ်နောက်ထပ်လည်းကျွန်တော်တို့အခုစုထားတာဆိုရင်ဒါတိမ်ပေါင်း1000နဲ့2000ဒီပါလောက်ရှိတယ်အဲ့ဒါလည်းသုံးသွားမယ် ီထဲပဲသုံးသွားမယ်အဲထို့ထို့သူလည်းနောက်ထပ်လည်းဒါပြည်ဆိုင်ရာအဖွဲ့တွေပြည်ရင်းတွေကိုလည်းထပ်ပြီးတော့လည်းအကူအညီတွေအဲနော်အထူးကနေထပ်လုပ်အောင်မယ်နော်အဲ့ရတွေလည်းထပ်ပြီးတော့လည်းဒီအတွက်ပဲလုပ်ပါပဲနော်ဆိုတော့အဲ့ဒီအတွက်ကိုတတ်ထိုင်တဲ့လောက်ဟာလုပ်ပါမယ်ဒီကြားထဲမှာလည်းဒါနိုင်ငံတော်ပိုင်းရလည်းပဲဒါသူတို့ဘက်ကလည်းစိုက်ထုတ်ပြီးတော့ထပ်လုပ်သွားမယ်ဆိုရင်အလုံးစင်ပြေသွားမှာဖြစ်ပါပါရှင်ခုနပြောသွားတဲ့3 6000ဆိုတာနေအခုပြန်နေထူထောင်ရေးအတွက်ပဲလားမဟုတ်ပါဘူးဗျဒါအခုကဲသေးအတွက်ပါပဲဟုတ်ပါပါမပြန်နေထူထောင်ရေးအတွက်ကလည်းနောက်ထပ်အဲ့လောက်ရှိပါတယ် တော့ကျွန်တော်တို့ဒီနောက်ထပ်ကျွန်တော်လက်ထက်မှာသာသိပေါင်းတောင်းကျော်ရှိသေးတယ်အဲ့ဒါလည်းဆက်ပြီးလုပ်သွားမှာပါဟုတ်ကဲ့ပါရှင်အခုချိန်ထိပေါ့နော်ပြန်နေထူထောင်ရေးမလုပ်ခင်ရေးပေးအတွက်ပေါ့နော်ကုညီခဲ့တာဟိုကုန်ကြငွေစေးဘယ်လောက်လောက်ရှိပြီကျွန်တော်တို့အခုကိုပဲဒါလုတ်ခဲ့တာဆိုတောင်းကနန်းလောက်ရှိပြီနော်ထပ်ပြီးတော့လဲကျွန်တော်တို့တောင်းနေရှိပြီထပ်လုတ်သွားအောင်ပါပဲဟုတ်ကဲ့ အဲဒီရေပဲတဲ့ပြည်သူတွေကိုနိဟိုကျမတို့ညာဦးမျိုးတွေပါဆင်းတဲ့အခါကျတော့အဲ့ရလူတွေကမိုးလေဝသကိုကြိုးပြီးတော့မသိဘူးပေါ့နော်သူတို့ဒီလိုမျိုးအဖြစ်အဆိုးနဲ့ကြုံတွေ့ရတယ်ပြီးတဲ့အခါကျတော့လှေမောက်ပြီးတော့မိသားစုဝင်နေဆိုတဲ့အသက်၄နှစ်ကနေ၅နှစ်ခလေးနဲ့တည်ခဲ့တယ်ပေါ့နော်အဲ့ဒီအတွက်သူတို့ကိုဒီရာသီဥတုအခြေအနေတို့မိုးလေဝသအခြေအနေတို့ကြိုသိအောင်လို့ဒီအငယ်တို့ဘက်ကရောဘယ်လိုကူညီဆောင်ရွက်မှုတွေပေးပါမလဲအဲ့ဒါလည်းပဲခုနဟို အမမတော့ကြိုပြီးတိဖို့တော့ပြောနေကြတာပါပဲဒါပေမဲ့ဟိုဆက်တွေ့ရေးပေါ့နော်ဆက်တွေ့ရေးတင်းဖြတ်ရှိရေးကိစ္စတွေအားနေနေတာဆိုအဲ့ဒါကြီးလည်းပဲတတ်နေတဲ့လောက်တော့ဒါဝိုင်းပြီးတော့လှုပ်သွားပေးဖို့စီမံရှိပါတယ်ဟုတ်ကဲ့ပါရှင်အငယ်တို့ရဲ့ဒီအစီအစဉ်ကိုဘယ်တော့လောက်စမလဲမသိဘူးအခုစနေပါပြီအခုလည်းပဲကယ်ဆယ်ရေးစနေပြီအခုဒီဆောက်ရေးအခုစနေစတော့မယ်ထိုက်လိုက်လဲဆက်ဆက်လုပ်တော့မှာဖြစ်ပါတယ်ဒါတော့ဒီကိစ္စကိုပြီးွားခြင်းပေါ့အခုကျွန်တော်တို့အနေထားကအခုလည်းတော်တော်လှုပ်ထားတယ်မဟုတ်ဘူးဟုတ်ကဲ့ပြီးနောက်ပိုင်းဒီဒေတာဖွင့်ပြဖို့ပေါ့နော်ဒီဒေတာဖွင့်ပြဖို့အတွက်အခုဆိုရင်အသေးစား အကိစ္စတွေပေါ့နော်မိုက်ခရိုဖိုင်နန့်စီလာပြီးခြေလက်ဒေတာဖွံ့ဖြိုးနေဆေးမှုရှိကြတယ်ဒီဒေတာမှာရှိတဲ့စိုက်ပျိုးရေးတဲ့လိုအပ်တဲ့အချက်တွေဒီဆရာမှာလေ့ကျင့်တဲ့စိုက်ပျိုးရေးအတွက်လိုအပ်တဲ့စက်ကရီယာတွေဒီဒေတာမှာရှိတဲ့တွင်ရစုတွေဒါတွေလည်းထောက်ပို့ဖို့ရည်ရှိထောက်ပံ့ဖို့အစီအမံရှိတယ်အောက်တော့လက်ရှိလည်းပဲဒီတမောင်းမကဏ္ဍအနေနဲ့ခြေလက်ဒေတာဖွံ့ဖြိုးနေဆေးမှုလုပ်နေတာအဲအခဲအနေနဲ့ကလည်းဒီကြည်လက်ဒေတာဖွံ့ဖြိုးနေဆေးမှုရှုတ်ချရေးအဓိကဖြစ်နေတဲ့ဘိုးတော်မှန်တဲ့အဝိရဖြစ်ပါတယ်။ဟုတ်ကဲ့ဆရာ။ဒါတွေကတကယ်ကိုပြူလူစုတွေလုတ်ပေးရမယ့်ဟာတွေ။ဆိုတော့အဲ့ဒါတွေလည်း လုပ်ပါမယ်။ဟုတ်ကဲ့ပါရှင်။အခုဆိုလို့ရှိရင်လဲမြေတွေကလည်းပျက်စီးဆုံးရှုံးသွားပြီပေါ့နော်။ဒါမဲ့ထပ်ပြီးတော့စဘာဆိုင်ပိုးကအချိန်ကနည်းနည်းဟိုမိုးကများသွားပြီပေါ့။အဲ့ဒီအတွက်နောက်တတိဆိုင်ပိုးအတွက်ကိုရောဒီ CP ဘန်အနေနဲ့ဘယ်လိုများကူညီဆောင်ရွက်ပေးသွားမလဲ။ဒါဆက်လဲဒီခြေလက်ဒေတာဖွံ့ဖြိုးနေဆိုင်မှုချွတ်ချာရေးပေါ့။ဒီတမောင်းအောင်မကဏ္ဍအနေနဲ့ဒီတမောင်းအောင်မကဏ္ဍပါပြီဆိုတော့ကတော့တမောင်းအောင်မဘန်ပေါ့ CP ဘန်ပါပြီပဲ။အဲ့ဒီအတွက်လဲပဲဒါနိုင်ငံတော်ကအပိုင်းကလည်းစီစဉ်မှထင်ပါတယ်။နော်တမောင်းအောင်ဝန်ကြီးဌာနရောအဲဥရောရဲ့အဲအကြေတို့ရဲ့ပို့တော့မှအတင်းအောင် နော်အခြားဒီတမောမှာဒီဆင်းဆင်းကရောဘန်းရောစီဘန်းလေးနဲ့ရောအစိုးကိုလောက်သွားပြီးမှဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်အဲဟိုမျိုးသမားတွေခြောက်ဖို့စိုက်ပျိုးစိတ်ချင်းွေခြိဖို့ကကုညီလဲပေါ့ပါပါမယ်အဲ့ဒါကကုနာပြောတယ်နော်စိုက်ပျိုးစိတ်ပါမယ်နော်ပြီးလို့ရှိရင်လက်ထွန်ကိရိယာတွေပါမယ်နော်တို့ရဲ့လိုအပ်တဲ့ဟာတွေပါမယ်ပေါ့နော်အဲ့ဒါတွေကိုအဲတို့ပြန်လဲထူထောင်သွားပြီးတော့ဖြစ်သွားအောင် ပါသွားပါမယ်အဲ့ဒါအဲ့ဒီဟာလင်မဟုတ်သေးပဲနဲ့အလုတ်ကခွန်းလန်းရကြီးခုနဟာတွေပေါ့တစ်ဆက်တည်းခုနအလုတ်ကခွန်းလန်းရရှိရေးတို့တဲ့ခုနဒီဒေတာကြီးဖွင့်ပြတဲ့အပိုင်းတွေပါတန်းတိုင်းလောက်စီတည်သွားပြီးတော့ဒီပါဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ဒါဆိုရင်နေပြန်တဲ့တီထောင်ရေးကာလကိုအချိန်ကန့်သက်တစ်ခုထားလားအဲ့ထိုင်းနဲ့ပြပြပေးပါဦးအချိန်ကတော့ဒီပြန်တဲ့ထူထောင်ရေးဆိုတာအချိန်တော်တော်ကတ်တက်လို့တော့မရဘူးနော်ဒါနှစ်နဲ့တော်တော်နှစ်နဲ့ရှိကြသွားနိုင်တယ်အဲ့တော့အမြန်ဆုံးပြန်တဲ့ထူထောင်နိုင်အောင်တော့ 調査ပေးရမှာပေါ့ဟုတ်ကဲ့調査ပေးရမှာဟုတ်ကဲ့ပါရှင်အဲအခုဆိုလို့ရှိရင်နေ DJ ပေးတင်ပြည်သူတွေကဒုက္ခနဲ့ရောက်တယ်လူသေးပြောက်နဲ့များတယ်အခုအတွက်ပေါ့နော်ဒီအငယ်အနေနဲ့ဒီသက်ဆိုင်ရာအဖွဲ့အစည်းတွေရောနောက်ရေးပေးတင်ခံနေရတဲ့ပြည်သူတွေရောဘယ်လိုမျိုးများပြောချင်ပါလဲရှင်အဓိကကတော့ဒီကာကွယ်ရေးပေါ့နော်မဖြစ်ခင်နေရဂျိုးတင်ကာကွယ်တဲ့ဟာတွေခုနအမီတို့ခုနပြောသွားတဲ့နော်တည်င်းရှက်လက်တွေဟုတ်ကဲ့ဟာလေလိုအပ်ချက်တွေရှိတယ်လေဟုတ်ကဲ့နော်အဲ့တော့ မဖြစ်ခင်မှာလောက်ထားတယ်မဖြစ်ခင်ကကြိုတင်ကာကွယ်တာတွေကောင်းတယ်အဲ့တော့အခုဆိုလဲဒါဟိုအပြန်ကျမကြီးဆောက်ရှောက်မှုတွေနဲ့ဥရောပဖွဲ့တွေပါလာတယ်ဆရာဝန်တွေပါလာမယ်သူတို့ကလည်းအာကျမကြီးတွေလုံမယ်အဲ့တော့ဒါတွေကကြိုတင်ပြည့်စင်နေဆိုရင်ဒီဒေတာဟာအများနဲ့ဖြစ်နေမှာပဲလေအဲ့တော့ကြိုတင်ပြည့်စင်ကာကွယ်တာကအဓိကထားပြီးလုပ်ရမယ်လို့တော့မြင်ပါတယ်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါပြည်သူတွေကိုလည်းဒီရေပေးတင်ပြည်သူတွေကိုလည်းအားပေးစကားပြောကြပါဦးဟာကျွန်တော် CVKM Foundation လာပါပြီเนาะ အဲတန်းနိုင်တော့ဝိုင်းကူမယ်တွဲပြီးလှုပ်သွားမယ်နကန်းတဲ့လက်တွေကိုကျိုးနေမယ်အဲ့တော့လက်တွဲပြီးတော့ကိုယ့်ရဲ့သွေးသားတွေဖြစ်တယ်လို့ဖြစ်အောင်လှုပ်သွားပါမယ်လို့ ံမောစာအနေနဲ့အခုရေဘေးတင်ပြည်သူတွေကိုကူညီနေတဲ့ဒီပရာဟိတလုပ်ငန်းရဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးပါအောင်ရှင်။ဟုတ်ကဲ့ကျွန်တော်တို့ကံမောစာအနေနဲ့ကတော့ကံမောစာအုပ်စုကြီးအကြီးကြီးဆိုတော့ community အများကြီးရှိတယ်။အဲ့ဒီမှာမှကျွန်တော်တို့ခြုံငုံပြီးတော့မှဒီကံမောစာရဲ့ကျွန်တော်တို့ Brighter Future မြန်မာ Foundation ဆိုပြီးတော့မှဒီအနာဂတ်လင်းနက်မြန်မာ Foundation ဆိုပြီးတော့ထောင်ထားပါတယ်။အဲ့ဒီမှာတော့ကျွန်တော်တို့ဒီကံမောစာမှာ limited ဥက္ကဋ္ဌဥအောင်ကိုဝင်ရတော့ဒီမှာနာကအနေနဲ့တာဝန်ယူပါတယ်။နောက်ကျွန်တော်တို့ Director 1ဒေါ်နန်းလိုင်းခန်းအနေနဲ့ကတော့ဒီ Brighter Future မြန်မာ foundation ရဲ့ဥက္ကဋ္ဌတာဝန်ယူပါတယ်ဟုတ်ကဲ့ကျွန်တော်ကတော့ managing director တာဝန်ယူပါတယ်ကျွန်တော်အနေနဲ့ကတော့ဟိုဒီဒီဇိုင်းပြည်လုံးအတိုင်းအတာနဲ့ပဲကျွန်တော်တို့ကလှူပါတယ်လှူတဲ့အခါမှာတော့ကျွန်တော်တို့ကသက်ဆိုင်ရာအထူးသဖြင့်တော့ကျွန်တော် foundation နဲ့အများကြီးရှိပါတယ်အဲ foundation တွေကိုကျွန်တော်တို့ကလှူလိုက်တယ်ပတ်စံအဲ့တော့ foundation နဲ့သက်ဆိုင်ရာအသေးစိတ်တို့အတွင်းကြကြရောက်နေတဲ့နေတွေတွားပြီးလှူကြပါတယ်အဲ့ပြီးရင်လည်းသက်ဆိုင်ရာတိုင်းဒေသကြီးတို့ဘာလို့လိုအပ်တဲ့ highlight ကိုကျွန်တော်တို့ကလုံးပေါင်းပဲကျွန်တော်တို့က လှူပါတယ်ခင်ဗျာဒီနေ့ဒီတော့လှူပြီးတဲ့ငွေတောင်ပေါ်မှာလည်းကျွန်တော်ထင်တယ်3900ကျော်လောက်ရှိတော့ပါပြီခင်ဗျာဒီနေ့ဒီဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်ကမ္ဘောဒါအနေနဲ့နေဒီရေပေးတဲ့ပြည်သူတွေကိုကူညီတဲ့နေရာမှာငွေအကန့်အသတ်ထားထားနိုင်ရှင်ဘယ်လောက်ထိဟိုဘောင်တစ်ခုထားထားပါနိုင်ရှင် လောလောဆိုတော့ဟိုဘောင်မထပ်ပါဘူးညာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကတကယ်တော့အဲဒီမှာလူတွေတိသွားတာဒီကျွန်တော်ထင်တယ်အောက်ဦးလာစမ်းမှတိတာပါကျွန်တော်တို့ဒီ29 28ထဲကကျွန်တော်သိ2000ဆိုတော့ကျွန်တော်ကိုယ်တိုင်မဲ့ဒါငွေစင်းနဲ့ဟိုဒါသက်ဆိုင်ရာအလှူခံတဲ့ငွေစင်းနဲ့ကိုစထည့်ပြီးတော့မှကျွန်တော်သိ2000လောက်ခဲ့တာဒီကျွန်တော်တို့29 28ပြီးခဲ့တဲ့လတည်းကကျွန်တော်တို့ကစပြီးတော့ကမောဇာဒီကျွန်တော်ထင်တယ်ပထမဦးဆုံးဒီနာကဒီကျွန်တော်တို့ဒီရေကြီးတဲ့ foundation မှာဒတိုင်းပြည်တော်အတိုင်းအနေနဲ့ပထမဦးဆုံးစလှူခဲ့တာပါအဲကျွန်တော်လှူရင်းနဲ့မှနောက်ဆုံးလူတွေသိရင်းဒီနဲ့မှနောက်မှတစ်ဖြည်းဖြည်းချင်းလှူလာတဲ့ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်အနေနဲ့တော့ခဏပထမဆုံးသူကလည်းဖြစ်တယ်လို့အကန့်အသတ်ကျလည်းမထပါဘူးခင်ဗျအခုဆိုလို့ရှိရင်လည်းဒါဖောင်ဒေးရှင်းနာဂိုင်းသွားတဲ့နေရာမှာလည်းသွားရင်အဆင်ပြေပြည်သလိုပဲအလူခံတဲ့ပေါ်မူတည်တယ်နောက်လှူတဲ့ပေါ်မူတည်တယ်စေတနာတရားတယောက်မူတည်တော့မှအကန့်အသတ်မြည်လှူနေပါတယ်အထူးသဖြင့်ကျွန်တော်အခုလှူတဲ့ငွေကြေးပမာဏတွေဒီလဲဒါကျွန်တော် MAI နဲ့မန္တလေးကိုပစ္စည်းတွေတည်ပေးတာတို့အဲကမောသားနဲ့အခောက်ခောက်ခါခါအခောက်မမူရင်နေမှာဘူးခင်ဗျကျွန်တော်တို့ကလီလာစစ်တွေလာကျွန်တော်တည်ပေးတာတွေမပါသေးပါဘူးအဲ့ဒါတွေဆိုလို့ရှိရင်လည်းကျွန်တော်တို့ကလိုရင်လိုအပ်ချက်ရှိတယ်လို့သက်ဆိုင်ရာဒေသမှာတော့ AEC ဆိုရင် AEC ပေါ့ခက်မြန်မြန်လိုရတဲ့ခက်မြန်မြန်ပေါ့ဆန်လိုဆန်စီလိုစီကျွန်တော်တို့ကတော့ဒီနေ့ဆိုတဲ့ဒါ ခုကျွန်တော်ဒီလေနဲ့အတူပဲကျွန်တော်တို့ဒါကလေးကိုနှစ်ခေါက်နောက်တစ်ခါကျွန်တော်တို့မန်လေးကလေးကအဲ၃កောက်ပေါ့ကျွန်တော်တို့ဒါကျွန်တော် free ဆွဲပေးပါတယ်ခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့ပါရှင်ဟောဒီရေပေးတဲ့ပြည်သူတွေကိုကူညီတဲ့နေရာမှာနေအချိန်ကတ်သက်ချက်ထားနာရှင်ဘယ်အထိမြန်ကူညီလှူဒန်းသွားမလဲဆိုတာ ਨੇ သိပြရစေရှင် အဲဟုတ်ကဲ့ကျွန်တော်မြင်တာတော့ဒီအတိုင်းတာကြီးကမြန်မာနိုင်ငံရဲ့အတိုင်းတာကြီးကတော့မြမအတန်ကကျညာသူလိုပါပဲ250မှာတော့သူဒါအကြီးကျယ်ဆုံးဒါဟောဒုက္ခဖြစ်တယ်လို့ပြောရမှာပေါ့နော်ဒါကြောင့်မို့လို့ဒီအတိုင်းတာတော့ကြီးတဲ့အတွက်ကြောင့်ကျွန်တော်နိုင်ငံတကာရဲ့အကူအညီကိုရယူမယ်ကျွန်တော်တို့လုပ်ငန်းရှင်အကြီးအလတ်ငယ်တွေကတော့ကျွန်တော်ဘယ်လိုခေါ်လဲတအားသမျှလေးပါဝင်အကူအညီမှရမယ်လို့ထင်ပါတယ်ဘာကြောင့်လဲဆိုတော့အတိုင်းတာပုံမှာကြီးတယ်သို့တော်လည်းကျွန်တော်တို့ Writer Future Myanmar Foundation အနေနဲ့ကတော့ကမ္ဘောဇာအနေနဲ့ကျွန်တော်တို့ကန့်သတ်ချက်တော့မထားပါဘူးအစဉ်ပြေတဲ့နေရာမှာပြည်သူတွေနဲ့ကျွန်တော်တို့ဒီနေ့ထိတော့ကြောက်လှူလန်းနေပါတယ်ခင်ဗျာ ုတ်ကဲ့ရှင်ဟုတ်ကဲ့ပါဆရာမင်္ဂလာပါရှင်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါရှင်အခုနေဒီဟာခမြို့မှာရှိတဲ့ရေဘေးဒုက္ခသည်တို့ဆရာတို့ကုမ္ပဏီကနေကုညီမှုအပိုင်းတွေကိုပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ကျွန်တော်တို့နေနေတော့ဟာခမှာအခုပဲကျွန်တော်ပြန်လဲအဓိကတော့ပြန်လဲတိဆောက်ရေးပေါ့နော်ပျက်စီးသွားတဲ့အိမ်တွေအเจ้าတွေပေါ့လေပြန်လဲတိဆောက်ရေးအတွက်အเจ้าရဲ့အိမ်တွေရဲ့အတွက်ကိုကျွန်တော်တင်းတထောင စတင်ပြီးတော့ကျွန်တော်တို့ဟိုပေးလို့ထားပါတယ်ခင်ဗျာဟုတ်ကဲ့ရှင်အခုမှစလို့တာနာရှင်ရေဘေးတင်တွေကိုဘယ်တော့မှစပြီးတော့ကူညီနေနေရှင်ရေဘေးတင်ကတော့ကျွန်တော်တို့ပြီးပြီးခဲ့တဲ့စကြရပါဘောနော်ကျွန်တော်တို့အဓိကတော့မုံရွာညောင်ပင်ဝင်းဒေတာမှာကျွန်တော်တို့လုပ်ပါတယ်မုံရွာညောင်ပင်ဝင်းဆိုတာမုံမုံမြင့်နဲ့အရာဝတီမြင့်စုံတဲ့နားတွေပါနော်အဲ့ဒီမှာတော့ကျွန်တော်တို့ရွာပေါင်း20ကျော်လောက်ကျွန်တော်တို့ဟိုစပြီးတော့လုပ်ခဲ့ပါတယ်ရွာအရောက်ကိုကျွန်တော်အိမ်တော်စုတုံးနေထောင်လောက်ရှိတယ် ကျွန်တော်တို့၃နှစ်ထောင်လောက်ကိုကျွန်တော်တို့စားဖို့တောက်ဖို့အကုန်လုံးကျွန်တော်တို့ဟိုစီစဉ်ပေးခဲ့ပါတယ်။အဲဒီကနေလောက်ပြီးတော့မှကျွန်တော်တို့မကွေးစေတုဒ္ဒရာမှာလည်းကျွန်တော်တို့စေတုဒ္ဒရာအထီးပေါ့။အဲမှာလည်းကျွန်တော်တို့ရှေ့တန်းဖွဲ့တစ်ဖွဲ့ကျွန်တော်တို့လွတ်ထားပါတယ်။အဲမှာလည်းကျွန်တော်1500လောက်အဲကျွန်တော်တို့လိုတန်းပြီးတော့အိမ်နိုင်ရောက်ပေါ့ကျွန်တော်ရွာလေးအရောက်ကိုဆောင်ရွက်နေတာရှိပါတယ်။ဒီဘက်ကလေးမှာတော့ကျွန်တော်တို့အဓိကကလည်းဒီလိုပြန်လည်တိဆောက်ရေးအတွက်ကိုပဲအဲကျွန်တော်တို့ဆက်လက်ပြီးတော့လိုတန်းတော့ဖို့ရှိပါတယ်။ရခိုင်ဘက်မှာလည်းကျွန်တော်တို့ လုပ်နေတာတွေရှိပါတယ်စစ်တွေဘက်မှလည်းကျွန်တော်လုပ်နေတာတွေရှိပါတယ်ဆက်ပြီးတော့အဓိကဒီပြီးသွားတဲ့အချိန်မှာတော့အားလုံးဒါ support တောက်ဖို့အဆင်ပြေသွားပြီဆိုတဲ့အချိန်မှာကျွန်တော်တို့အဓိကတော့ပြန်လည်တိဆောက်ရေးအတွက်ကိုကျွန်တော်အားထည့်ပြီးတော့ဆက်လုပ်တာမှဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့တကယ်လို့နေအခုဒီနေရာဟာခါနဲ့ဒီအထက်ပိုင်းနေမှာမဟုတ်ဘူးတခြားမြန်မာပြည်ကဘယ်နေရာတွေကိုဆက်ပြီးတော့လှူဒန်းသွားမလဲအစီအစဉ်ရှိရင်လည်းပြောပြပေးပါဦးရှင်ဟုတ်ကဲ့အဓိကတော့ကျွန်တော်တို့ဒီအာအခုတော့အောက်ပိုင်းရောက်နေပြီဗောလေအောက်ပိုင်းလည်းကျွန်တော်တို့အဖွဲ့တွေစပြီးတော့ တွောင်းနေပါပြီအတိတ်စိတ်တော့ကျွန်တော်တို့မတည်သေးဘူးပေါ့လေဆက်ပြီးတော့ကျွန်တော်အောက်ပိုင်းမှာခက်ခဲရှိတဲ့နေရာတွေလည်းကျွန်တော်တို့ဆက်ပြီးတော့ဆောင်ရွက်တော့မှဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါခင်ဗျဟုတ်ကဲ့ရှင်အအကိုတို့အနေနဲ့ရောဒီချွေတောင်ကုမ္ပဏီအနေနဲ့ငွေတစ်ခု amount ဟိုကန့်သက်ထားရှိနေရေးပေးကိုဓာတ်မုံလို့ရှိရင်ဘယ်လိုမျိုးများဟိုတတ်မှတ်ထားနေအတိုင်းစားရှိနေဟုတ်ကဲ့လောလောဆယ်တော့ကျွန်တော်တို့၄000လောက်တော့ကျွန်တော်တို့ရှိနေပါခင်ဗျလောက်ထားတာလေ၄000လောက် အာရွာတွေရောမြို့တွေရောပေါ့နော်ကျွန်တော်ခုနတင်ပြခဲ့တဲ့နေရာလေးခုမှလုပ်နေပါတယ်ဆက်ပြီးတော့လည်းကျွန်တော်တို့အခြေအနေပုံမူတည်ပြီးတော့မှဆက်ပြီးတော့ဆောင်းအောင်တော့ဖို့လည်းကျွန်တော်တို့ဆုံးဖြတ်ထားပါတယ်ခင်ဗျာ